အားလုံးပဲမင်္ဂလာပါရှင်အမအခုလုပ်ပေးမယ့် reading လေးကဒီ reading ကိုမြင်တဲ့လူတွေအမတို့လိုပဲတော့ပေါ့နော်ထားတော့ခတ်တေကိုချစ်တဲ့လူတွေကတော့မြင်မှာပေါ့နော်ဒါလေးတွေကိုမြင်မယ်တွေ့မယ်ဒီလို reading နေပေါ့နော်ထားတော့ reading တွေကိုမြင်မယ်တွေ့မယ်ပေါ့ကွယ်အဲ့လိုမျိုးမြင်နဲ့တွေ့တဲ့သူတွေအတွက်ကိုဘာကိစ္စနဲ့မှခေါင်းစဉ်မတက်ဖယ်နဲ့ general reading လေးအဖြစ် ကြည့်ပေးသွားမှာဖြစ်ပါတယ် energy လေးရယ်ပြီးတော့ဘာတွေတွေ့နိုင်လဲဘာတွေကြုံနိုင်လဲဘာတွေစုံနိုင်လဲဆိုတဲ့ဟာလေးပေါ့เนาะအမကတော့ဒီကက်ကလေးတွေကိုတေချာလေးရှာဖာလုပ်ထားပါတယ်အားလုံးအတွက်ရည်ရွယ်ပြီးတော့ energy ကြိုက်ပါစေလို့အမဆုတောင်းပေးပါတယ်အဲ့တော့ပြမဥစုကက်ကလေးက Queen of Pentacles ပေါ့နော် queen of pentacle ဆိုတော့အခုကြည့်နေတဲ့သူတွေကလေဒီဘီယမလေးတစ်ပါးပေါ့နော်ဘီယမလေးတစ်ပါးက pentacle ဆိုတဲ့ဒင်္ဂါးပြားလေးကိုလည်းခြင်ထားတယ်ပေါ့နော်လှပတင့်တယ်တဲ့ဒီပလင်ကြီးပေါ်မှာပေါ့နော်ဒီခုံကြီးပေါ်မှာတည်တည်ချာချာလေးထိုင်နေတယ်တရဖူလေးလည်းစောင်းထားတယ်ဆိုတော့အရန်ကိုစက်တရေရှိတဲ့အဲလူတယောက်လို့တော့အမှမြင်တယ်ကိုချင်းတိတ်ခါလဲကောင်းတဲ့ပုံပေါ်တယ် ပြီးတော့ဒီဥစ္စာဒနာအဖြစ်လဲတိတ်ကြီးနှိမ့်ကြတဲ့ဒဲမှာမပါဘူးလို့တော့အမမြင်နေပေါ့နော်အာအင်းနေရှိတယ်စွမ်းရည်တတိတွေရှိတယ်လုံနိုင်ကိုင်းနိုင်တယ် independent ပေါ့နော်သူမှတိတ်ပြီးတော့အာကိုတဲ့လူမဟုတ်ဘူးလို့တော့အမမြင်နေဘာလို့လဲဆိုတော့ရဲရဲတင်းတင်းပေါ့ကွယ်တင်းတင်းတက်တက် ghost ထိုင်နေတာပေါ့နော်ဒါပေမဲ့အခုဒီ ဒီ reading လာကြီးတဲ့ collective လေးတွေမှာဆိုရင်စိုးရင်တောကလေးတွေတော့နည်းနည်းရှိတယ်လို့မှထင်တာပေါ့နော်အဲ့တော့ the focus လေးလည်းကြထားတယ်ဆိုတော့ဆိုတော့0ရဲ့အတိတ်ပဲပေါ့နော်0ဆိုတဲ့အတိတ်ပဲကတဲ့သူကလေဒီဘယ်လိုပြောရမလဲတန်ဖိုးအနက်ကကတန်ဖိုးကအဖို့ဖြတ်လို့မရဘူးနော်သူက ဒီရှေ့မှာရှေ့မှာကန်ကန်နန်းနေရှိွားတာနဲ့သူ့ရဲ့ဇီရိုတန်ဖိုးကအများကြီးမြင့်လာတယ်ပေါ့ကွာအရှိမ000တတ်လာမယ်ဒါမှမဟုတ်ကိန်းကနန်းတွေတတ်လာမယ်ဆိုရင်အများကြီးမြင့်သွားတယ်ဆိုတော့သဘောတဘာဝအရာနော်ကိုကအဥပမာပေါ့ကွယ်တူတူပူပေါင်းလှောက်ဆောင်တဲ့အခါမှာ အနောက်ကလိုက်တာကပို့ပြီးတော့အကျိုးရှိတယ်ပေါ့နော်ရှေ့ရသွားတာထက်ထိုင်အနောက်ကနေပြီးတော့ထောက်ပံ့ပေးတာတို့အနောက်ကနေပြီးတော့ပံ့ပိုးပေးတာတို့ပေါ့နော်အဲ့လိုမျိုးကပို့ပြီးတော့အကျိုးရှိတယ်လို့မြင်တယ်။အဲပညာရေးနဲ့ပတ်သက်လို့ရှိရင်လည်းအကယ်၍အိမ်မှာပေါ့နော်တင်ယူနေမယ်၊ကျောင်းသားတွေပေါ့မကျောင်းသားတွေတနတ်တက်နေတဲ့လူတွေအိမ်မှာတင်ယူမယ်၊အိမ်အိမ်မှာဆရာခေါ်ပြီးတင်မယ်ဆိုရင်တိတ်ပြီးတော့ ဒါဖြစ်ထွန်းအောင်မြင်မှုကတိတ်မတွေ့ရဘူးပေါ့နော်အပြင်ကိုထွက်ပြီးတင်မယ်ဥမာတခြားတနေရာပေါ့နော်တခြားတနေရာကိုသွားပြီးတော့တင်မယ်နေတခြားမြို့ရွာမှာတော့၎င်းဒီ border မှာတော့၎င်းပေါ့နော်တခြားတင်တန်းမှာသွားနေမယ်အဆောင်မှာသွားနေမယ်ကန့်သွင်းပြီးတော့တင်မယ်အဲ့လိုမျိုးဆိုရင်ပို့ပြီးတော့ဖြစ်ထွန်းအောင်မြင်မယ်လို့တွေ့ရတယ်တဲ့နော်ပြီးတော့တချို့ကိစ္စတွေမှာကိုက ဒီဆုံးဖြတ်တဲ့အခါမှာဘောနော်အခုအနေအထားကသူ့အတိုင်းဘောနော်ဆုံးဖြတ်ရတော့မယ်ဘောနော်သွားမယ်လာမယ်ဥပမာလောက်ရမယ်မလောက်ရဘူးဘောနော်အဲ့လိုမျိုးအနေအထားမှာဘာကိုမှမစင်စားပဲနဲ့သူကအရှိကိုတိုးပြီးလောက်တော့မယ်အနေအထားကိုတွေ့ရတယ်နော်တော်သူကုံရင်ကုံမကုံရင်နေစင်ပြေခြင်းပြေမပြေခြင်းနေဒါဘာဖြစ်လို့လဲဆိုတော့ဒီလာကြည့်တဲ့ collective တွေမှာ ဒီဝမ်းစာဖြစ်ဝနေပြီလို့အမကတော့ထင်တယ်ပေါ့နော်အကြီးချင်းတွေလည်းရှိတယ်နော်လုံးနိုင်ကိုင်းနိုင်တွေလည်းရှိတယ်ဆိုတော့ဝမ်းစာပြည့်နေတဲ့လူတယောက်ကဘာဖြစ်ဖြစ်ငါလှုပ်တော့မယ်လို့ဆုံးဖြတ်တော့မယ်အနေထားကိုတွေ့ရတယ်တဲ့ဟုတ်ပြီအခု ခုအနေထားပေါ့နော်အလုပ်တစ်ခုလုပ်တော့မယ်လို့ဆုံးဖြတ်တော့မယ်အနေထားကိုတွေ့ရတယ်နော်ငါလုပ်တော့မယ်ဘလို့ဖြစ်ဖြစ်ငါလုပ်မှာပဲဆိုတော့အနေထားကိုတွေ့ရတယ်ငါမှလည်းအကုန်လုံးထောက်ပံ့နေအားလုံးရှိပြီးပါပြီငါကတော့လုပ်မှဖြစ်တော့မယ်လုပ်မယ်ဘာဖြစ်ဖြစ်ကွာလုပ်တော့မယ်ဆိုရင်အနေထားရှိခဲ့တယ်ဆိုလို့ရှင်အဲ့ဒီလုပ်ကိုတွန်းပြီးလုပ်လိုက်ပါတဲ့ဘာမှတွေ့ဝင်မနေနဲ့ပေါ့နော်သွားစရာရှိသွားလိုက်လုပ်စရာရှိလုပ်လိုက် ပေါ့နော်ဘာလို့လဲဆိုတော့ကို့မှလည်း အဲကိုယ့်ရဲ့အနောက်မှာတစ္ဆာရှိတဲ့လူတွေပေါ့နော်ကိုနောက်လိုက်တဲ့တစ္ဆာအဲတစ္ဆာခံနေအကုန်လုံးကိုကိုထောက်ပံ့ပေးမဲ့လူတွေအများကြီးရှိတယ်တဲ့နော်အစဉ်ပြေချောမွေသွားမှာပေါ့နော်အဆွေမျိုးညီကိုမောင်နှမအားဖြစ်လေကိုကိုဒီညီကိုမောင်နှမဆွေမျိုးအဖိုးအဖွားပေါ့နော်ကိုယ့်ရဲ့ background တွေပေါ့သူတို့ကလည်းအများကြီးကိုကိုထောက်ပံ့ပြီးတော့ ကိုကိုပို့ဆောင်ပေးမယ်စပေါ်တီလုပ်ပေးမယ်ဆိုတဲ့အနေထားတွေအများကြီးတွေ့ရတယ်တဲ့အဲ့တော့ကိုလုပ်မယ်ဆိုတဲ့အလုပ်ကိုတွေ့ဝေမနေပဲနဲ့လုပ်လိုက်ပါအဲအစဉ်ပြေသွားလိမ့်မယ်အောင်မြင်သွားလိမ့်မယ်ပေါ့နော်အခုအလုပ်တစ်ခုလုပ်မယ်လို့စဉ်းစားထားရင်ပေါ့နော်လုပ်လိုက်ဒါမှမဟုတ်အနောက်ရက်အတိုက်ခိုက်လေးတွေမရှိဘူးလားဆိုတော့ရှိတာပေါ့နော်ဘာဘယ်လိုမျိုးလေးတွေလဲဆိုတော့တချို့ကိစ္စတွေကိုတဲ့ ဖေမထုတ်နိုင်တဲ့ကိစ္စလေးတွေကြံနေသေးတယ်เนาะအမ် move on မလုပ်နိုင်တာတွေဖေမထုတ်နိုင်တာတွေပေါ့เนาะအဲ့လိုမျိုးအနေထားတွေအများကြီးရှိနေသေးတယ်တဲ့ရှိတချို့ကိစ္စတွေပေါ့เนาะရှိနေသေးတယ်အဲ့ဒါလေးတွေကိုတို့ကရှင်းထုတ်နိုင်ရမယ်ခြံထားနိုင်ရမယ်ဖေထုတ်နိုင်ရမယ်เนาะအဲ့လိုဖေထုတ်လိုက်မှတရားရာကအဆင်ပြေချောမွေ့သွားလိမ့်မယ်เนาะအဲ့တော့သွားမယ်လန်ခရီးကနည်းနည်းလေးတော့ကြမ်းနေမယ် ဒါပေမဲ့လို့ဒီမှာကြည့်နော်အဲစစ်စော့ဆွတ်ဆိုတဲ့သဘောလေးကသူကဘာလဲဆိုတော့အခုဒီအချိန်မှာဒီနေရာမှာပေါ့နော်တို့အဆင်မပြေမှုတွေခက်ခဲမှုတွေရှိကောင်းရှိမယ်အဲ့ဒါကိုတို့ကကြော်ဖြတ်ပြီးတော့သွားမှာတို့ကဒီမှာတဖူးကတ်လေးလဲကြထားတယ်เนาะအဲ့တော့တဖူးကတ်နဲ့ဒီစစ်စော့ဆွတ်နဲ့ဟာတို့လုံးဝကြီးကိုတို့ကဒီ ်အလိုက်တတိကြလာတာပေါ့နော်ဘာလဲဆိုတော့သူမစင်းစားအနေနဲ့တော့သွားတာသွားတော့အရှိ့ကိုဒီအရှိ့မှာကကြည်လင်နေတဲ့ကံရည်ပြင်ရှိတယ်ကြည်လင်နေတဲ့ကောင်းကင်ရှိတယ်ကြည်လင်နေတဲ့တော်တန်လေးရှိတယ်ဆိုတော့သူသွားတာသွားလိုက်တော့နော်သူလုံးလုံးတော့မယ်ဆိုရယ်ကိစ္စတစ်ခုစဉ်းစားထားတာရှိရင်သွားတာသွားလိုက်တော့ပညာသင်ကြားတော့မယ်သွားတာသွားလိုက်တော့ ဘာမှမစဉ်းစားနေနဲ့เนาะအစဉ်ပြေချောမှုတော့လိမ့်မယ်ကျန်တဲ့ဟာတွေကိုဖယ်ထားလိုက်ကိုယ်တွင်ညိနေတဲ့ဟာတွေကိုမဖြတ်နိုင်တဲ့အရာတွေကို move on မလုပ်နိုင်တဲ့အရာတွေထားခဲ့လိုက်เนาะကိုလုံးထားခဲ့လိုက်အဲ့ဒါဆိုလို့ရှိရင်ဒီမှာ king of wands ပေါ့เนาะ king of wands လေးကကြာလာတယ်ဆိုတာကလောကကိုသူက ဒီတွက်ကက်နေတဲ့အရာကြီးရှိကိုရှိနေတယ်ဆိုတဲ့သဘောကိုပြတာတွက်ကက်နေတဲ့အရာကြီးရှိကိုရှိတယ်ကိုယ့်ရဲ့လမ်းခီးကအရှိမသွားရင်အဆင်ပြေသွားမယ့်ဟာကိုဒီနားလေးမှာမဆွတ်လွတ်နိုင်တဲ့အရာတွေကရှိကိုရှိနေတယ်။နောက်အဲ့ဒီရှိကိုရှိနေတဲ့အကြောင်းအရာတွေကိုဖယ်ချထားလိုက်ပါတယ်။အဲ့ဒါဆိုရင်အဆင်ပြေသွားလိမ့်မယ်တဲ့နော်။ ရှိ့ဟူသွားဖြည်းဖြည်းနဲ့မှန်မှန်သွားเนาะအရာရာကအောင်မြင်သွားလိမ့်မယ်เนาะအဲ့တော့ night of pentacle night of pentacle ဆိုတာတကယ်မြင်းယူစီးပြီးသွားတယ်တို့သွားတဲ့လမ်းခရီးကတဖြည်းဖြည်းနဲ့မှန်မှန်ပဲသွားမှာเนาะရုပ်တရက်ကြီးဝုန်းဝုန်းဝုန်းဆိုဖြစ်သွားမဲ့ကိစ္စတွေလည်းမဟုတ်ဘူးနောက်မှာ sporty လုပ်မဲ့လူတွေရှိတယ်မိသားစုအတိုင်းဝိုင်းရှိတယ် ကိုယ်မှာဝမ်းစာပြေးထားပြီးသားအကြီးချင်းတွေရှိပြီးသားเนาะဒီခန္ဓာကိုယ်ထဲမှာလုံနိုင်ကင်နိုင်တဲ့စွမ်းရည်တွေရှိပြီးသားပြီးလို့ရှိရင်ကိုယ့်ရဲ့အနာကတ်မှာကိုယ့်ရဲ့ပတ်တကယ်တွေလည်းအများကြီးခင်းထားပေးပြီးသားအဲ့လိုဆိုတော့ကိုထားခဲ့ရမှာဒီပါလေကိုတွယ်ကြီးနေတဲ့အရာတွေကိုမဖြတ်နိုင်တဲ့အရာတွေကိုအတွက် toxic ဖြစ်စေမဲ့အရာတွေကိုလုံးဝထားခဲ့လိုက်တော့တဲ့เนาะအဲ့ဒါဆိုရင်သင်အစဉ်ပြေသွားလိမ့်မယ်เนาะ the harm ဆိုတဲ့ကတ်ကလေးလေးကြားတယ်ဆိုတော့ဒါကအဲ ဒီမှာကြည့်နော်တို့ queen of swords နော်အဲ့ဒါကဘာလဲဆိုတော့ independent လीပေါ့ကွာကိုယ့်ကိုတယောက်တည်းတယောက်တည်းသာသွားနော်တယောက်တည်းသွားတဲ့လမ်းခရီးပို့ပြီးတော့အဆင်ပြေတယ် နော်ဘသူဘသူဟိုမှာတွယ်ညိမနေနဲ့နော်သူသူမှာတွယ်ညိမနေကိုတယောက်တည်းတော့ဟာမစ်ဆိုတာလည်းအဲ့လိုပဲနော်ဖုန်းတော်ကြီးကပ်ပေါ်ကွယ်အဲ့ဖုန်းတော်ကြီးကပ်ကလေးကသူကဒီမှာအလင်းလေးလေးနဲ့သူလိုက်ပြီးတော့ကိုဘွားကိုလန်ခီကိုကိုရှာမှာဘသူဘသူကိုမှာတွယ်ညိမနေနဲ့ကိုတွယ်ညိနေကိုကြံနေမှာပဲနော်အရာရာကိုတို့က move on လုပ်နိုင်ရမယ်အဲ့ခါကျတော့ဩဒီမှာတွေ့တာနောက်ဆုံးပြီ the sun ဆိုတဲ့ကပ်ကလေးကြာ နော်အဲ့ဒါကပါလဲဆိုအရန်ကိုတောက်ပတဲ့အနာဂတ်ဒီကိုမှရှိပါတယ်တဲ့နော်အတ္တိကကပါလဲကိုယ့်ရဲ့ toxic ဖြစ်စေတဲ့အရာတွေကိုခြံထားခဲ့လိုက်တော့ ကိုရဲ့တွေ့ညိနေတဲ့မကောင်းတဲ့အရာတွေကိုထားခဲ့လိုက်တော့အခုတွေ့ဝင်နေတဲ့အရာတွေမှန်သမျှအကုန်လုံးထားခဲ့လိုက်တော့ထားခဲ့ပြီးတော့ကိုရှောက်เสียရှိတဲ့လမ်းကိုရှောက်ပါကိုလိုက်ဒီကိုလက်တင်နေတယ်မှာဆိုရင်ဘာဖဲအရာကိုဆုံးဖြတ်ချက်ပေါ့ကွာဥမာပေါ့ကွယ်အဲဆုံးဖြတ်ချက်တစ်ခုခုရှိပါလိမ့်မယ်เนาะဟိုတစ်ခုခုဆုံးဖြတ်ရမယ့်အရာတစ်ခုခုရှိလိမ့်မယ်အဲ့လိုရှိတဲ့အခါမှာသူက temperance temperance ကလေးကြာเนาะအဲ့ဒီဟာဘာလဲဆိုတော့သူအရာရာကို တို့ကဒီထိမ့်ကြည့်ပြီးတော့တို့ကသွားမယ်ဆိုရင်တဲ့အဆင်ပြေချောမွေသွားလိမ့်မယ်တဲ့เนาะဒါကဒီထဲမှာဘာပဲပြထားလဲဆိုတော့တို့အလုံးနဲ့ပတ်သက်တဲ့အရာပညာရေးနဲ့ပတ်သက်တဲ့အရာဗတ်တီကန်နဲ့ပတ်သက်တဲ့အရာလေးတွေပဲတို့ပြထားတာကိုတွေ့ရတယ်ပေါ့เนาะကဲအဲ့ဒါအဲ့တော့ကဲအများပြည်သူမျောလင့်နေတဲ့အချစ်ရေးအချစ်ရာလေးလေးအမတစ်ချက်ကြည့်ပြီးမယ်เนาะဒီထဲမှာအချစ်ရေးအချစ်ရာအမမတွေ့ရဘူး career နဲ့တွေ့ရတယ်เนาะဒီ financial ပေါ့เนาะဒီစီးပွားရေးတို့ဘာလို့အဲ့လိုမျိုးပုံစံနေနေဦးအမတွေ့ရတယ်ကျန်တဲ့အခြေရေးအခြေအားမပြထားဘူးအဲ့တော့အကယ်၍မြန်အခြေရေးအတွက်ကိုမျှော်လင့်စောင့်စားနေတဲ့လူတွေများရှိခဲ့ပြီးတော့တစ်ချက်ကြည့်ရအောင်เนาะဒီကြည့်နေတဲ့ဒီ collective lady ရဲ့ဒီ relationship ကိစ္စအိမ်တော်ရေးကိစ္စပေါ့เนาะအမ်ဘယ်လိုဖြစ်မလဲ ဒီလူမှုရေးကိစ္စပေါ့ကွယ်နော်ဟိုပညာရေးဆိုရင်တော့အရန်ကောင်းတယ်နော်အပြေကိုထွက်ပြီးတော့ရှားအရန်ကောင်းတယ်ကိုစပိုတင်းလုပ်မဲ့လူတွေလည်းအများကြီးရှိတယ်ပေါ့နော်ကဲဟုတ်ပြီတို့က relationship နဲ့ပတ်သက်လို့တစ်ချက်ကြည့်ကြည့်အောင်နော် relationship နဲ့ပတ်သက်လို့ဘာဖြစ်နေလဲဩ relationship နဲ့ပတ်သက်လို့လေဘာမှပူစရာမရှိဘူးအရန်ကောင်းတယ်မျော်လင့်နေတဲ့အရာတွေလည်းအကုန်လုံးဖြစ်လာမယ်မတွေ့လားနော်10 of cups เนาะทันโนคัพဆိုတာဒီကဒီမိသားစုပျော်ရွှင်မြူးတူးနေတာဆိုလုံးဝ positive ကပဲเนาะဟောမတွေ့လားเนาะတကယ်ကို9 dot cups เนาะမဆက်မကြည့်တော့ဘူးเนาะဆက်မကြည့်တော့ဘူး relationship အရင်ကောင်းတယ် အိမ်တော်ရေးအရန်ကောင်းတယ်လူမှုရေးအရန်ကောင်းတယ်မကောင်းတာဘာမှမရှိဘူးဒါပေမဲ့လို့ toxic ဖြစ်စေတဲ့ကိုယ် toxic ဖြစ်စေတဲ့အရာတွေရှိတယ်တယောက်တယောက်တူချင်မှတူမယ်အဲ့လိုအရာတွေကိုထားခဲ့လိုက်တော့တဲ့เนาะထားခဲ့ပြီးတော့ရှေ့ကိုဆက်လျှောက်ပါအရာအလုံးက very good เนาะတကယ်ကို future မှာအရန်ကိုရွှေရောင်တောက်ပတဲ့အရာတွေအများကြီးရှိပါတယ်တဲ့ bye bye အလုံးမဲ့အဆင်ပြေပါစေအမရဲ့ဒီ channel လေးကိုလည်း ဒီ subscribe လေးလုပ်ပေးပါလို့အမမျှော်နေပါတယ် like and share လေးလည်းလုပ်ပေးပါလို့အမမျှော်နေပါတယ်เนาะဒီ TikTok က follower လေးတွေ TikTok ကကြီးတဲ့ဒီ client လေးတွေဆိုလို့ရှိရင်လည်းအမကို follow လေးလုပ်ပေးပါ like and share လေးလည်းလုပ်ပေးပါအဆင်ပြေရင်ပြေးတယ်ဆိုတော့အဆင်ပြေပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်တခုခုပေါ့เนาะအမကို something လေးပေါ့เนาะတခုခုလေး comment လေးရေးပေးသွားပါလို့အမမေတ္တာရက်ခံပါတယ်ဒီ video ကြည့်တဲ့လူတွေအားလုံးကျေးဇူးပါစေချမ်းသာပါစေအသက် ရှိပါစေယောဂဗျာလေးကင်းဝေးပါစေစိတ်တော်တိုင်းကိုပါလို့ရဆန္ဒပြပါစေဘေးရခတ်သိမ်းနေပါစေဆင်းရဲခတ်သိမ်းနေပါစေဒုက္ခခတ်သိမ်းနေပါစေနှလုံးစိတ်ဝင်ကြပါစေရှင်